မင်္ဂလာပါ training journey တခုရေးတဲ့အခါမှာဘယ်လိုအချက်တွေပါဝင်သင့်လဲဘယ်လိုရေးရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမယ် define ကိုတော့ကျွန်တော်တို့ငန်းစာ group ထဲမှာတော့ကျွန်တော်ပို့ပြီးသွားမယ်ပေါ့နော်ရောရောဆယ်ဘယ်လိုရေးရမလဲပဲနေရာနေမှာဘာထည့်လို့ရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှသိထားသင့်တာလေးကိုကျွန်တော်ပြပြပေးသွားမယ်ဒါလေးကိုကျွန်တော်အထူး live ပြီးတော့မှကြည့်ကြည့်အောင်နော်ကျွန်တော်တို့ training journey တခုရေးတဲ့အခါမှာဆိုရင်တော့ပထမဆုံးပါရမယ့်အချက်ကကျွန်တော် date ပေါ့နော်ကိုဘယ်ရက်နေမှာ trade ခဲ့တာနဲ့ပတ်သက်ပြီးတော့မှ date ပါဖို့လိုရတယ်နောက်တစ်ချက်ကကျွန်တော်ဒီ pair ပေါ့နော်အချက်ကို ဘဲကုန်စီကိုထွေးလဲကွာရွှေကိုထွေးရလားကန်စီကိုထွေးရလားဆိုတာနဲ့ပတ်သက်ပြီးတော့မှပါဖို့လိုအပ်တယ်။နောက်တစ်ခုကကျွန်တော်တို့ session ပေါ့နော်ကျွန်တော်တို့ trading session တွေ၃ခုရှိတယ်။ Asian session, London session, New York session အဲ၃ခုရှိမျိုးပေါ့နော်။အဲ့ဒီ session ၃ခုထဲမှာကွာဘဲချင်းချင်းမှာကွာ trade trader ရှိတယ်။နောက်ကျွန်တော်ဆိုရင်ဒီမှာဆိုရင် London နဲ့ New York ကိုပဲကျွန်တော် focus ထားပြီးမှ trade တာဖြစ်တဲ့အတွက်နှစ်ခုပဲထည့်ထားတာပေါ့နော်။ဒေလို့ကွာတခြားသော Asian session တွေကို trade တက်တက်သူဆိုရင်တော့ထည့်ထားလို့ရတယ်နော်။ Trade ကကျွန်တော်ကွာဒီ trade တခြားမှာကိုကဘိုင်ခဲ့တယ်လားရောင်းခဲ့တာလားဆိုတာ ਨੇ ပတ်သက်ပြီးတော့ဒီ buy sell clock ကိုကျွန်တော်တို့ထည့်ရအောင်မြေနော်ကျွန်တော် price price ကကျတော့ကိုကဒီ trade တကြောင်မှာကိုဘယ်ဈေးထဲမှာဝင်ခဲ့လဲအကောဘယ်ဈေးထဲမှာ exit လုပ်ခဲ့လဲဒါနဲ့ပတ်သက်ပြီးတော့တိရဖို့အတွက်ကိုကျွန်တော်တို့ဒီ entry point နဲ့ exit point ကိုကျွန်တော်တို့ထည့်ရမယ်နံပါတ် time time ကကျတော့ကျွန်တော်တို့ကိုဒီ entry ကိုဝင်တဲ့အချိန်မှာဘယ်အချိန်ရှိနေပြီလဲပေါ့နော်ဥပမာဆို London session ရဲ့ဘယ်အချိန်လဲတော့ကို trade လိုက်တဲ့အချိန်က London session ရဲ့ဘယ်အချိန်နေဖြစ်မလဲဆိုတော့ကိုဒါကျွန်တော်တို့အတိမတ်သားလဲ okay ဒီအချိန်တွေကဒီ setup တွေကအလုပ်ဖြစ်မဖြစ်ကိုကျွန်တော်တို့နောက် လာတဲ့အခါမှာကျွန်တော်ပြန်ပြီးတော့မှသုံးသက်လို့ရမှာเนาะ TP နဲ့ SN ကတော့ကျွန်တော်မဖော်မဖြစ်ပါเนาะဆိုတော့ TP ကိုပြန်မှယူခဲ့လဲ SN ကိုပြန်မှထားခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်တို့တီးဖို့လိုရတယ်အဲ့ဒီအတွက်ဒါတွေကိုကျွန်တော်တို့ထည့်ပြရပါမယ်အဲ risk ကကျွန်တော်ဥပမာဆိုရင်ကိုကဒီ trade တချောင်းမှာကို risk ကို block percent ယူမလဲပေါ့เนาะဥပမာဆိုရင်ဒေါ်လာ1000အကောင့်မှာဆိုရင်ကျွန်တော်1%ယူရဲဆိုရင်ဒေါ်လာ တရားဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီလိုပုံစံနှုတ်လို့ရရနော်မတောင်းအကောင့်ကနေကျွန်တော်1%ကိုနှုတ်မယ်ဆိုရင်တော့အဲ့ဒီ1%ကဒေါ်လာတရားဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုပုံစံဖြင့်ဒီလိုကဒေါ်လာ1000အကောင့်ဒေါ်လာ900အကောင့်ဒီလိုနှုတ်ပြီးတော့မှကိုဘယ်လောက်ထိ risk ယူတင်လဲဆိုတာမျိုးလေကျွန်တော်ရှာကြည့်လို့ရရနော် Okay ဒီမှာဆိုရင်ကျွန်တော်1%အဲ USD အနေနဲ့ကြည့်မယ်ဆိုရင်ဒေါ်လာတရား risk ယူမယ် Okay နောက်တစ်ခုကိုက risk ကိုဒီလောက်ထိယူတယ်ဒီ trade တစ်ချောင်းကနိုင်ခဲ့မယ်ဆိုရင်ငါ reward ကိုငါဘယ်လောက်ထိပြန်ရနိုင်မလဲနော်ငါဘယ်လောက်ထိပြန်ရချင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်ဒါမျိုးထည့်ထားမယ်ပေါ့နော် risk to reward ratio ဒါကို before and after ကျွန်တော်ခွဲပြီးထည့်ရမယ်ပြောမစင်ကျွန်တော်တို့ before ကကျွန်တော်အဒီလိုဒီကို matrix ခင်မှာကို analysis လုပ်ခဲ့တာကဥပမာဆိုရင် one is to five ဒါမှမဟုတ် one is to 7 one is to 10လည်းဖြစ်ဖြစ်မယ်ဒါပေမဲ့ကိုတကယ်ရထားခဲ့တာက after မှာ risk to reward ratio ကိုဘယ်လောက်ရခဲ့လဲဆိုတာ ਨੇ ပတ်သက်ပြီးတော့မှအတိရဖို့အတွက်ပေါ့နော်အဲကျွန်တော်ထည့်ထားဖို့လားဒါမှသာလေကိုရဲ့ trade entry တခုက risk to reward ratio ဘလောက်အထိအနည်းဆုံးကပုံမှန်ရနေလဲဆိုတာကိုကျွန်တော်သိနိုင်ပါတော့ နောက်တစ်ခုက reset ပေါ့နော်ကိုဒီ trade ချောင်းကို trade တယ်ဆိုရင်ဟို profit ဖြစ်ခဲ့တာလား loop ဖြစ်သွားတာလားဆိုတာနဲ့ပတ်သက်ပြီးတော့မှသိရဖို့အတွက်ကျွန်တော်တို့ဒါလေးထည့်ရမယ်အဲနောက်ခုကကျွန်တော်တို့ profit and loss အမှောက်ပမာဏကိုသိရဖို့အတွက်ကျွန်တော်တို့ pips day profit day lose day ကျွန်တော်တို့ထည့်ထားမယ်ပေါ့နော်ကိုဝယ်ခဲ့တဲ့ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့မှရောင်းခဲ့တာနဲ့ပတ်သက်ပြီးတော့မှ ဘယ်နှစ်ပြည့်ရှုံးမြတ်ဖြစ်သွားလဲပေါ့နော် profit ကဆိုတော့ကျွန်တော်ဘယ်လောက်ထိမြတ်သွားလဲနော် loss ကလည်းဘယ်လောက်ထိ loss ဖြစ်သွားလဲဆိုတာကိုသိရဖို့အတွက်ဒါတွေထည့်ထားရမှာနော်အဲ reason for entry ကကျတော့ဒီ trade အကြောင်းကို trade လိုက်တဲ့အခါမှာကိုဘာကြောင့် ဒီ trade ကိုယူခဲ့တာလဲကို trade ခဲ့တဲ့ reason ကိုကျွန်တော်နေပြမသားထားဖို့လိုအပ်တယ်ဒါမှသာလေကိုပြန်ကြည့်တဲ့အခါမှာ okay ငါဒီ trade တချောင်းကိုငါယူလိုက်တဲ့အချိန်မှာငါဘာမှ confirmation တွေမကြည့်ဘူးတော့ငါရဲ့ strategy ငါရဲ့ plan နဲ့လည်းမကိုက်ဘူးငါ trade မိသွားတာလားဆိုတာမျိုးနဲ့ကျွန်တော်သုံးသလုံးရမှာပေါ့နော်အဲ့ဒီမှာရေးတဲ့အခါမှာဆိုရင်ကျွန်တော် setup တွေရှိတယ်ပေါ့နော် setup တွေအများကြီးပဲဆိုတော့အဲ့ဒီထက်မှာ setup တစ်ခုတစ်ခုရေးမယ်ဆိုရင်ကျွန်တော် reason တွေကအရှိကြီးဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်ဒါမျိုးအဲထက်မှာသွားရေးမယ်ဆိုရင်အဆင်မပြေနိုင်ဘူးဆိုတော့အဲ့ဒီအတွက်ဘယ်လိုရေးရမလဲဆိုတော့ဒီကောင်လေးကိုတစ်ချက်ထောက်လိုက်ပေါ့နော် 因为鸟的车头。<laughs> ာပြီးတော့ကျွန်တော်ဒီမှာဆိုရင် note လို့ရေးလိုက် okay ဒီ note ထဲမှာဆိုရင်ကျွန်တော်တို့အရှေ့ရေးတွေရေးထားရတာပေါ့နော်ဟိုဆိုရင်ကျွန်တော် example ဒီထဲမှာရေးထားတာကိုကျွန်တော်တစ်ချက်ကြည့်လိုက်ဒါ higher than fee uptrend ဖြစ်မယ်ဒါ84 crd flow ရှိမယ်နောက်ပြီးမှ lower than fee market structure favorable ကပြီးတော့သူချက်ပိုသေးတဲ့ time frame တွေမှာဆိုရင် market structure တွေကိုကျွန်တော်ချက်ပြီးတော့ထည့်လို့ရတယ်အတီးတီးကျကျကွာဒီမှာဆိုအသေးစိတ်ထည့်လို့ရတာပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်အခုပြန်ကြည့်တဲ့အခါမှာ okay ငါဒီ trade setup ကိုငါဒီလို setup confirmation ရလို့ငါ trade ခဲ့တယ်ဆိုတော့ねပတ်သက်ပြီးတော့ ခုခုပြန်ပြီးတော့မှသိနိုင်မှာနော်လက်ရှိကူတောင်းနေတာက ICT strategy ဖြစ်တဲ့အတွက် ICT ကျွန်တော်တို့ထည့်လိုက်တယ်လို့ကွာတခြားသော strategy တွေတောင်းနေဆိုရင်လည်းဒီမှာသူ့ရဲ့နာမည်ထည့်လို့ရတယ်နော်ဒီ sequence short link ကဆိုတော့ကျွန်တော် before and after တစ်ခုခွဲပြီးတော့ထည့်ရမယ်ဆိုရင် before ကဆိုတော့ကို analysis စလုပ်တဲ့အချိန်မှာနော်ဆိုကိုရဲ့ command တုံးတဲ့ချက်ကိုကျွန်တော်တို့အဲ့ဒီပုံကိုလာပြီးတော့မှထည့်ပြရမယ်ပေါ့နော် after ကဆိုတော့ကျွန်တော် analysis လုပ်ပြီးတော့လို့အကြောင်းဝင်လဲလုပ်ပြီးသွားပြီဆိုတော့ ကို analyze လုပ်ထားတဲ့အတိုင်းထင်လာခဲ့ခြင်းရှိမရှိကိုကျွန်တော်ပြန်ပြီးတော့မှသိရဖို့အတွက်ပေါ့နော်ဒါလေးကိုကျွန်တော်ဒီမှာပုံလာထည့်ပေးရမယ်ပေါ့နော်ဒီပုံကိုကျွန်တော်ဘယ်လိုထည့်ရမလဲဆိုတာကိုကျွန်တော်နဲ့အတူဒီမှာလိုက်ကြည့်ကြအောင်နော်โอเคပထမဆုံးကျွန်တော် training view နဲ့သွားလိုက် training view နဲ့သွားပြီးမှကျွန်တော်ပုံမှန်စတဲ့ဟာရှိရမလားနော်ဆိုတော့ကျွန်တော်ဒီလက်ရှိကျွန်တော်ရဲ့ tablet ထဲမှာဆိုရင်တော့ကျွန်တော်ဒီအောက်နားလေးမှာနော်အဒီညာဘက်တောင်းနားလေးမှာမဆိုင်ဒီအောက်က share button ပုံစံအဲ့ဒီကောင်နှိပ်လိုက်နှိပ်ပြီးတော့မဆိုင်၃ခုရှိတယ်ပေါ့နော်โอเคအောက်ဆုံးက share link to the chest image ပေါ့နော်ဒါလေးကိုကျွန်တော်တို့နေလိုက်နေပြီးတော့မှဒီမှာဆိုရင်အဲ link ကိုတော့ကျွန်တော်တို့ဒီ copy တန်းရေလို့တော့မရအောင်အဲ့ဒီမှာကိုကတနေ့နေရာမှာကျွန်တော်ပို့လိုက်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ကျွန်တော်ကတော့ Telegram ပါပဲအဲတနေ့နေရာမှာအလွယ်ပို့လိုက်မယ်ပို့ပြီးတော့မှကျွန်တော်ဒါဆိုရင်ပုံနဲ့ကြာလာပြီနော်ကျွန်တော်ကဒီပုံယူရမလို့ဒီ link ကိုပဲ copy ယူလိုက် copy ယူပြီးတော့မှကျွန်တော်တို့ before ထဲမှာထည့်ချင်တယ်ဆိုရင် okay ကျွန်တော်ဒီကောင် ထောက်လိုက်မယ်အဲထောက်ပြီးတော့မှကျွန်တော် face နှိပ်ချလိုက် okay ဒါဆိုရင်အကျွန်တော်ဒီမှာနှိပ်လိုက်တဲ့အခါမှာ lens ကဒီလိုပုံစံကျနေမှာဆိုတော့ဒါဆိုရင်ကျွန်တော်တို့အဲ analysis လုပ်ထားတဲ့ဟာကိုကျွန်တော်ဒီမှာလာထည့်ပေးလိုက်ရတယ်ဟုတ်ဆိုရင်ကျွန်တော်တို့ဒီပုံကိုကြည့်ရှင်နေဆိုရင်ဘယ်လိုကြည့်ရမလဲပေါ့နော် okay ဒီ link လေးကိုထောက်ထောက်ပြီးမှကျွန်တော်ဒီမှာဆိုရင်အအများကြီးပေါ်တာပေါ့နော်ဥပမာဆို open နှိပ်လိုက်ဒါဆိုရင် to google chrome ထဲမှာ အသွားပြီးတော့ကိုယ်ပြပြလိမ့်မယ်နော်ပါစေကို analyze လုပ်ခဲ့တဲ့ပုံကူနဲ့ပတ်သက်ပြီးတော့မှကိုဒီမှာဆိုလာကြည့်လို့ရတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်ခုရဲ့ဖုန်းတွေမှာလည်းအများကြီးကျွန်တော်တခုတခါကြီးအများကြီးစိတ်ထားဆရာမလို့ပေါ့နော်ဒီလိုပုံစံနဲ့ before and after sequential ပုံကိုကျွန်တော်ဒီမှာထည့်လို့ရတယ်နော် emotional state ကိုကျွန်တော် before and after ခွဲထားတယ်အဒီမှာဘာတွေထည့်ရမှာလဲဆိုတော့ဥပမာဆိုရင်ဒီ trade တဲ့ကြောင်းကိုမ trick ခင်မှာ okay ကိုအနေဖြင့်ခံစားနေရတဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ဒါမှမဟုတ်ကိုယ့်ရဲ့ emotion နော်အခုရဲ့ထင်မြင်စချက်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ထည့်လို့ရတယ်နော်ဆိုတော့အဲဒီမှာဆိုရင်ဘယ်လိုထည့်မလဲဆိုတော့ခဏတိုင်းပဲသူကကျွန်တော်တို့စာရေးမယ်ဆိုရင်တော့ဇာကအရှိဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီရေးလို့တိတ်မကောင်းဘူးပေါ့နော်ဆိုတော့အဲ့ဒီတည်းကျွန်တော်ဒီကောင်ထောက်ပြမနှုတ်ထဲမှာကျွန်တော်တွားရေးလို့ရတယ်ဒါအရင်တစ်ဖက်ကတောက်ကြနေမှာ trick ခဲ့တဲ့ trick မလို့ကျွန်တော်ဒီမှာဆိုရင်နော်အကြနေညမို့ဒီ setup ကအလုပ်မဖြစ်မှအရင်ကြောက်ခဲ့ပြီးဥပမာဆိုရင်ကိုယ်ဒီ trick ကြောင်းကို trick တဲ့အခါမှာ okay ဒါနဲ့ပတ်သက်ပြီးတော့ ကိုခံစားနေရတဲ့ခံစားချက်ကိုမြင်နေတဲ့ကိုရဲ့အမြင်အဲဒါအားလုံးကိုကျွန်တော်ရေးထည့်ရတယ်အဓိကကိုတယောက်แทပြန်ဖတ်ရမှာဖြစ်တဲ့အတွက်ကိုဘလို့နားလဲလေကိုလားနေတယ်လို့ကိုရေးထည့်လိုက်ရတယ်။တော့ဒါမှသာလေโอเคငါဒီ trade ကို trade နေတဲ့အချိန်မှာငါဒီလိုစိတ်ကစားချက်ငါဖြစ်နေတယ်။ဒါမျိုးမှโอเคငါရဲ့အထင်မြင်စားချက်ကဒီလိုလေးရှိနေပါလားဆိုတာကိုကျွန်တော်ပြန်ပြီးတော့မှသိနိုင်မှာ။ဒါမှသာလေ တင်ကန်းစာတွေပြန်ယူလို့ရမယ်ဒါမှသာလေကျွန်တော်ပိုကောင်းတဲ့ trader တွေပိုကောင်းတဲ့ seller တွေရလာအောင်ကျွန်တော်လုပ်လို့ရမှာเนาะဒီ trade အကြောင်းကို trade ပြီးတော့တဲ့အခါမှာ โอเคဖြစ်သွားတဲ့ကိုယ့်ရဲ့စိတ်ကစားချက်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ထည့်လိုက်ရတာပေါ့နော်ဒီ trick ကငါတို့ယူလို့ရတယ်เนาะဒါကပုံမှန်ငါရဲ့ setup ငါရဲ့ training plan အတိုင်းငါ follow လိုက်ရင်ငါ trick လို့ရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှကိုယ်ကတီးသွားတဲ့အခါမှာโอเคဘာမှဒါကတွေးကြောက်နေစရာမလိုကိုယ့်ရဲ့ plan အတိုင်းကိုပဲရေးရဲကြီးကျွန်တော်လိုက်ပြီးတော့မှ trick လို့ရတယ်ဆိုတာမျိုးကိုကျွန်တော်ကိုယ်ကပို့ပြီးတော့မှမြင်လာစေရပေါ့နော်ဒီ west island အဲကျွန်တော်ဒီမှာ note တွေရေးပေးရမယ်ပေါ့နော်ဆိုတော့ဒီ trick တစ်ချောင်းကိုကိုယ်က trick ပြီးတဲ့အခါမှာဒီ trick တစ်ခုနဲ့ပတ်သက်ပြီးတော့မှကိုယ်ဘာတွေသင်ခန်းစာရခဲ့လဲ ယ်တင်ကန်းစာရခဲ့တာဒီအားလုံးကိုကျွန်တော်တို့ဒီထဲမှာနှုတ်ရေးထည့်ပေးရမယ်ပေါ့နော်ဒါမှသာလျှင်ကိုယ့်ရဲ့ trade journal တခုအတွက်ကျွန်တော်ပြပြဆန်းဆန်းလေးဖြစ်သွားမှာ Okay so ဒါတော့လက်ရှိကျွန်တော်ပါဝင်ရမယ့်အချက်เนาะကျွန်တော်ဘယ်လိုရေးရမယ့်ပုံစံကိုကျွန်တော်ပြောပြသွားတာเนาะဆိုတော့အနည်းဆုံးတော့ကျွန်တော်ဒါလေးကတော့ကျွန်တော်ပါဖို့လွယ်တယ်เนาะဆိုတော့ချို့အချက်တွေကကိုယ်အနေဖြင့်ထပ်ပြီးပေါင်းထည့်စင်တာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ထပ်ပြီးပေါင်းထည့်လို့ရပါတယ်เนาะဒီ analytics ကကျွန်တော်ကိုယ့်ရဲ့တပတ်တလအတွင်းမှာကို trade ခဲ့တဲ့ trade တွေနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့ ဒီ scale တွေကိုပြန်ပြီးတော့မှသုံးသက်ရှင်တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်သုံးကြတော့ပေါ့နော်တပတ်အတွင်းမှာ total trade block ရခဲ့လဲပေါ့နော်ဥပမာဆိုရင် win rate percentage က block တွေရှိခဲ့လဲเนาะအကိုရဲ့ average risk to reward ratio ကခုနကဆိုရင်ကျွန်တော်ပုံမှန် block တွေရလေးရှိရယ်เนาะ so every profit ကကျွန်တော် block တွေပုံမှန် track လဲပေါ့နော်နောက်ပြီးမှ every lose ကျွန်တော်ပုံမှန် show လဲဆိုရင် block block တွေတော့ show သွားလဲ so best trade ကိုပုံမှန်ကောင်းကောင်းရတဲ့ trade တွေဆိုတော့ကျွန်တော်တို့ trader တယောက်နဲ့တယောက်မှာအနည်းများရှိလဲမယ်เนาะ so အဲ့လို trade တွေကဘယ်နှကြိမ် ဘယ်နှကြောင်းညချခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးထည့်ရမယ်ဒါ run trade အခု trade မာထရိတ်တဲ့ trade တွေကဘယ်နှကြောင်းညရှိတက်လဲဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်ထည့်ရမယ် okay လာစင်ကျွန်တော်တို့ပုံမှန် profit ဘယ်လောက်ရလေးရထားရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်ဒီမှာလာထည့်ပေးဒီအချက်တွေကိုပြန်ကြည့်လိုက်တဲ့အခါမှာ okay လက်ရှိကိုယ့်ရဲ့ scale ကတော့ okay ဒီ level ဒီ level ရှိရဆိုတော့ကိုယ်ပြန်ပြီးမှသုံးသပ်နိုင်မှာငါရဲ့ပုံမှန် every class in profit ကငါဒီလောက်ဒီလောက်ထိရှာနိုင်တယ်ပေါ့နော် risk to over ratio ကဘယ်လောက်ထိရလဲငါရဲ့ win rate ကဘယ်လောက်ထိရှိတယ်ဆိုတော့ကျွန်တော်တို့ တိလာမှာဘောဘူးဆိုရင်ကျွန်တော်တို့ဟို trade တော့ trade နေရပဲเนาะနောက်ဆင် trade နေအပန်းတိုင်း trade နေဒါပေမဲ့ကိုယ့်ရဲ့ level ကိုယ့်ရဲ့အားနဲ့ချက်တွေအားသာချက်တွေကိုမတိဘူးဆိုရင်ကျွန်တော်တို့နေပြီးပိုကောင်းကျွန်တော်ဘာမှလုပ်လို့မရဘူးဒီအရာတွေကိုရေးတယ်ဆိုတာကကျွန်တော်တို့ဒီကနေသင်ခန်းစာယူမှာပိုကောင်းလုပ်ဖို့အတွက်ကျွန်တော်တို့ရေးတာเนาะဒီ weekly review မှာကျွန်တော်ဥပမာဆိုရင်တစ်လမှာ၄ပတ်ရှိမှာပေါ့เนาะပထမအပတ်မှာ okay ဘာတွေနဲ့ပတ်သက်ပြီးတော့မှအလုပ်ဖြစ်သွားလဲပေါ့နော်။ဥပမာဆိုရင်ကိုချမှတ်ထားတဲ့ train plan တွေ train strategy တွေအကိုစမ်းသပ်နေတဲ့အရာတွေ အများကြီးလည်းဘယ်အရာတွေကအလုတ်ဖြစ်လဲပေါ့နော်အလုတ်ဖြစ်နေတဲ့အရာတွေအားလုံးကိုကျွန်တော်ဒီမှာရေးထည့်ထားလို့ရတယ်ဘလို့အရာတွေကကျွန်တော်တို့အမားလေးတွေဖြစ်နေရလဲနော်အဘလို့အရာတွေဟောငါနောက်တစ်ခေါက်မလုတ်မိအောင်ငါသတိထားမယ်ဆိုတဲ့အရာတွေကိုကျွန်တော်တို့ဒီ mistake ထဲမှာကျွန်တော်ထည့်လို့ရတယ်ကိုရဲ့ဒီလိုအလုတ်ဖြစ်တဲ့အရာတွေဒီလိုကိုမားလေးမားထားရှိတဲ့အရာတွေမလုတ်တဲ့အရာကိုကိုကတိမတာလဲ okay နောက်ထပ်လာမယ့်အပတ်အပတ်ဒီမှာကိုကပိုကောင်းအောင်ကျွန်တော်လုပ်နိုင်မှာ train ထက်ကိုဝင်လာတဲ့ trader တယောက်ကဒီနေ့ဖြစ်လာတယ် okay เนาะ3လလောက်တော့ကြာသွားတယ် okay ချက်ချင်း profitable trader တယောက်တန်ဖြစ်ဖို့ဆိုတာကျွန်တော်တို့မလွယ်ဘူးပေါ့เนาะအဲ့ဒီမှာကိုအချိန်ပေးတာတွေကိုရဲ့ဒါမျိုးကိုရခဲ့တဲ့ lesson တွေအပေါ်မှာကိုဘယ်လောက်ထိသင်ခန်းစာယူလို့မှเนาะဘယ်လောက်ထိကိုကပြပြပြောင်းလဲတယ်ဆိုတာအချက်ကလည်းအရေးကြီးတယ်ဥပမာဆိုရင်တချို့တီးတော့တီးတယ်ဒါပေမဲ့မလောက်ခုစင်နဲ့ဘာမှမထူးဘူးလေနော်တပတ်အတော်တွင်းမှာကိုက trade ငါး trade ယူတယ်အဲ့ဒီ trade ငါး trade မှာကျွန်တော်အမား ငါးချိန်ဆက်တက်လုတ်ပြီးသွားတယ်ဆိုတော့ဒီအမားငါးချိန်ဆက်တက်လုတ်သွားရုံနဲ့မှကျွန်တော်မပြီးသေးဘူးဒီအမားကနေကျွန်တော်တင်ကန်းစာယူမယ်โอเคเนาะဒီအမားတွေကိုနောက်ထပ်တစ်ချိန်ကျွန်တော်မကြုံတွေ့ရအောင်မလုံမိအောင်ကျွန်တော်တတိထားပြမလုတ်ဖို့လွယ်တယ်ပိုကောင်းလုတ်ဖို့လွယ်တယ်ဓမ္မတလင်ကျွန်တော်အချိန်သေးရเนาะအတလားနလား၃လလောက်ကြာသွားတဲ့အခါမှာကိုယ့်ရဲ့ level က ပိုးမှတုတ်တက်လာမှာမဟုတ်ဘူးဆိုရင်ကျွန်တော် train လောက်တာ3 4နဲ့လောက်ကြာလဲကျွန်တော်ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်အဓိကပြောပြချင်တာက okay ကွာ training journey မလောက်ရသေးဘူးဆိုရင်ကျွန်တော်တို့အဒါမျိုးလေးတွေ plan ဆွဲပြီးမှဖြည့်ချင်းလောက်ကြည့်သွားဖို့ပေါ့နော်ဆိုတော့လောက်တာကတော့ကျွန်တော်စအုပ်မှာပဲလောက်ကျွန်တော်တို့ဒီဒါမျိုး tablet တွေ phone တွေမှာ laptop တွေမှာမလောက်လို့ဘယ်မှာလောက်လို့အဆင်ပြေတယ်ဒီကကိုယ်နဲ့အဆင်ပြေတဲ့ဟာနဲ့လောက်ပေါ့နော် training journey မရှိသေးဘူးဆိုရင်စပြီးမှလောက်ကြည့်ပါကိုယ့်ရဲ့ training journey ကိုလည်းပုံမှန်အပတ်တိုင်းလတိုင်းရေးဖြော ောင်းလဲရေးပါဒီကနေ့ကိုပြန်ယူတဲ့သင်ခန်းစာတွေလည်းပြန်ယူမှပိုကောင်းတဲ့ trader တယောက်ဖြစ်အောင်ကြိုးစားကြပါလို့ကျွန်တော်ဒီကနေ့ပြောပြချင်တယ်เนาะနောက်ထပ် video မှာ trading channel တခုရေးချင်အဖြစ်ကျွန်တော်တက်ဘလူလေးတွေကောင်းကျိုးရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်ထပ်ပြီးမှပြောပြသွားမယ်ဒီနေ့ video ကတော့ကျွန်တော်ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်